မိုးကုတ်မြို့ကိုတော်လန်ရေးအစုအဖွဲ့တွေကတပ်ပေါင်းစုစနစ်နဲ့ဆက်လက်အုပ်ချုပ်ဖို့စီစဉ်နေတယ်လို့မိုးကုတ်တပိတ်ကောင်ဆောင်ကပြောပါတယ်ဒီသတင်းကိုတူတာချန်သာပေးပို့ထားတာပါရှင်မန္တလေးတိုင်းမိုးကုတ်မြို့အုပ်ချုပ်ရေးကိုဦးဆောင်နေတဲ့တန်တမရော DNL ဟာနိုဝင်ဘာ28ရက်နေ့နောက်ဆုံးထားပြီးမြို့ကနေထွက်ခွာဖို့ပြင်ဆင်နေတာပါ DNL ဟာတရုတ်ဆိုရရဲ့ဖိအားပေးမှုကြောင့်စစ်ကောင်စီနဲ့ပြည်ရက်ခဲ့ရတဲ့အပြင်မိုးကုတ်မြို့နဲ့မိုးမီမြို့တွေကိုပါလက်လွတ်ဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ် မိုးကုတ်မြို့ကိုလက်လွတ်ဖို့အောက်တိုဘာ29ရက်နေ့မှာ GNL ကကြေညာချက်ထုတ်ခဲ့ပြီးအချိန်တလားကြာ November 28ရက်နေ့မှာထွက်ခွာကြမယ့်အခြေအနေဖြစ်ပါတယ်။ GNL ထွက်ခွာသွားရင်မြို့ကိုဆက်လက်ကာကွယ်မယ်လို့ဒေါ်လာရေးအင်အားစုတွေကကြေညာထားပြီးအရက်ဘတ်စစ်ဘတ်နှစ်ခုစလုံးပါတဲ့တပ်ပေါင်းစု12နဲ့ဆက်လက်အုပ်ချုပ်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ကျွန်တော်ကအခုတော့မိုးကုတ်မှာရှိနေတယ်။ GNL ကတော့မသွားသေးဘူးပေါ့။ဒါလည်း28လောက်မှာသွားမယ် တိရတငိုင်းလေးမှာတော့တို့ရုပ်ကြီးမှာမီတေခုရှိတယ်လို့လည်းကြားတယ်ဒါလို့တို့ဘယ်လိုပုံစံစည်းဝေးမလဲဒါရလက်ခတ်မျိုးပေါ်လို့ပြန်လည်းရဘာမှဟိုဒီကမျိုးကိုသင်ကြတာရှိဘူးပေါ့ဒါမှမဟုတ်တရားသူတွေလည်းပြောတာမျိုးမရှိဘူးမျိုးကံတော်လည်းချက်ဖွဲ့တွေတော့ဘုံလုံးစုဖွဲ့ပြီးတော့ပြင်ဆင်နေတာတွေလည်းရှိတယ်မျိုးနယ်ဒီဒီပေါ်အုပ်ချုပ်ရေးအတွက်ပေါ့နော်ဟိုပြင်ဆင်နေတာတွေရှိတယ်ပြည်သူတို့ဒီကိရေးဆိုင်ရာပေါ့နော်ကိစ္စတွေကိုတိုင်ပင်ကူးနေနေတာတွေရှိတယ်မျိုးကံအများစုကတော့ဟို ဆစ်ဆောင်ရတယ်ဗျာလက်တလုံးတော့ဒီဘက်ကဘက်ကတော့လှုပ်ရှားမှုပါမှာတွေ့ရဘူးဒီဘက်မှာကျွန်တော်တို့ဒီ energy ကနေပြီးတော့ဟိုအစောပိုင်းကာလပဲเนาะကျွန်တော်တိတ်ကာလကလေးကနေပြီးတော့ဟိုပအဖဖွဲ့ရတယ်နောက်ပိုင်းမှာပကပနောက်ပိုင်းမှာပလဖဖွဲ့ထားရတယ်ရှိတယ်မျိုးစီမအုပ်ထုတ်ဖို့ဆိုရင် အစိုးတပွဲတွေကဥဆောင်လို့ပြောချင်တယ်ဟိုမျိုးလူကျော်လည်းလက်ခံတဲ့ပုံမျိုးမရှိဘူး joint ပေါ်မှာအလုံးတပ်ပေါင်းစုပြည်ခံနိုင်ဖို့လို့လုပ်နေပါရက်ဖတ်ပေါ်စစ်ဖတ်ပေါ်ပါတဲ့အုပ်ချုပ်မှုမျိုးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မုတ်ကုန်းမှာကစိုင်းသားတွေလည်းများတာဥပွဲတွေလည်းများကြတော့အလုံးနဲ့အမှုကြီးဆောင်တဲ့ပုံစံမျိုးတော့ဆောင်ရွက်နေတယ်လို့လည်းရှိပါတယ်မိုးကုံမြို့နဲ့မုံမိတ်မြို့တွေကို2024ဇူလိုင်လတည်းမှာ GNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနှစ်ကျော်အကြာမှာပြန်လည်လက်လွှတ်ရမယ့်အခြေအနေဖြစ်လာတာပါမိုးကုံမြို့နယ်မှာအပြည့်အဝသဘောတူညီချက်ကြောင့်စစ်ကောင်စီဘက်ကလှုပ်ရှားမှုမရှိသေးပေမဲ့ နိုင်ငံချင်းဆက်ဆက်တည်ရှိနေတဲ့မတရားဆင်ကူတပိတ်ကျင်းတွေမှာစစ်ကောင်စီကဖိအားပေးတက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပါတယ်။နိုဝင်ဘာ9ရက်နေ့နဲ့10ရက်နေ့တွေအထိစစ်ကောင်စီကမတရားနယ်ထဲမှာမြေပြင်စစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းတက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့မတရား PDF တာဝန်ရှိသူကပြောပါတယ်။မတရားနယ်မှာ PDF တွေတင်ယူထားတဲ့စခန်းအများစုကိုဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်လည်လွတ်ထားရပေမဲ့အတက်နိုင်ဆုံးခုခံတိုက်ခိုက်နေတယ်ဖြစ်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်ကျွန်တော်တို့မရေရာရှင်းမြောင်ချမ်းကျွန်တော်တို့ဈေးသိဈေးအောင်ဘက်မှာစစ်ကြောင်းထိုးနေပါတယ်ဗျစစ်ကြောင်းထိုးနေတာပါဗျလမ်းကြောင်းရှင်းတာမဟုတ်ပါဘူးအဲနေရာတွေကတော့ကျွန်တော်တို့မရေရာမြို့နယ်ရှင်းမြောင်ချမ်းဈေးဟောင်းရွာဘက်ကလေကြောင်းတက်ခတ်မှုလောက်သွားတာပါဗျကြပိုက်တာနှစ်စီးလုံးပါဗျအသေးပြောက်ကတော့မတိရဘူးဗျ တရုတ်အစိုးရကမြောက်ပိုင်းမဟာမိတ်တို့ကိုဆက်တိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမျိုးကိုကိုကန်တက် MNDA ကပြန်လည်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းမန်းဆက်ဆက်နယ်ကတီဘောကြောက်မဲတို့ကိုဆက်ပြီးလည်လွတ်ခဲ့ရပါတယ်အခုမိုးကုတ်မိုးမိတ်တို့ကိုပါမြောက်ပိုင်းမဟာမိတ်တို့ကဆက်လည်လွတ်ရရင်တော်လိုင်းတဲ့ဆောင်လုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားစစ်တွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်မှုကြိုးစားခဲ့ပါတယ်ကျွန်တော်တုဒ္ဓ 钱拿吧。